ပရိသတ်များအားလုံးကိုကျမတို့ရဲ့ Post Do Channel လေးကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူနောင်ရိုးစစ်တက်ရေးသားထားတဲ့အလေအင်းရွာကဘလူးလေးမွေးဖွားသူဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ဇာတ်လမ်းလေးမစားခင်မှာတော့ကျမတို့ရဲ့ Channel လေးကိုလိုက်ရ Subscribe လေးလုပ်ပြီးဘေးနားကလူတီကောင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။ဒါဆိုရင်တော့ပရိသတ်ကြီးရှင်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ။အလေအင်းရွာရဲ့မနက်ခင်းအစောပိုင်းအချိန်တခုရွာလေပိုင်းမှာနေတဲ့ကိုလာထွေးရဲ့မိမမတ်တေမီရဲ့က အင်းရှိစီမှာစောင်းကြောင်ထိုင်ရင်အန်တကြိတ်ကြိတ်နဲ့တစုံတရာကိုအလေးနဲ့တွေးတော်နေတယ်။တကယ်တော့မတ်တေမေတွေးနေမိတာကညာကအိမ်မက်အကြောင်း၊သူ့အိမ်မက်မက်ပုံကညာတကောင်ရဲ့အချင်း၊ရွာပြင်ကဇရက်ထဲမှာသူ့နဲ့အတူသွေးတန်တရေရဲနဲ့တည်နေတဲ့လူသေးအလောင်းကြီးရှိနေပြီးသူကလူသေးရဲ့ဘိုက်ကိုဖွင့်လို့အထက်ရကလီစာတွေကိုမြင်ရရှက်ရနဲ့အစိမ့်လိုက်စားတောင်းနေရတယ်ဆိုပြီးမတ်တာအိမ်မက်ကတကယ်တမ်းတွေးကြည့်မယ်ဆိုရင်စက်သိတစ်ပြင်းပြင်းထပြီးထိတ်လန့်စရာကောင်းနေတာ ဒါပေမဲ့မတ်တင်မေစိတ်တဲတော့ထူးထူးဆန်းဆန်းဟိုပဲအဲ့ဒီအထဲရလို့သွေးစိမ့်ရှင်ရှင်နဲ့အသားကိုစားတောက်ခြင်းနဲ့အာတီတာစိတ်တွေပြင်းပြနေရတယ်။ဟင်ငါဘာတွေတွင်းနေမိတာပါလဲ။မတ်တင်မေခေါင်းကိုကုတ်ရိပ်ရေရွမိချင်းသူ့အရှိစီကိုအစာကောင်းရင်ရောက်လာတဲ့ကြက်ဖာကြီးတကောင်း။အင်းဟုတ်ပြီ။အာတာပြေအောင်ဒင်းကိုငါစားရမယ်။အာတီတာစိတ်ပြင်းပြလာတာမို့မတ်တင်မေချက်ချင်းဟိုပဲလေးခွတလက်ကင်ဆွဲလို့ကြက်ဖာကြီးကိုလိုက်ပြတော်တာ။ကြက်ဖာကြီးကသူ့ရဲ့အသက်အန္တရာယ်ကြောင့်အော်မတ်တင်မေကမယားမကလိုက်ပြင်းနဲ့ ူတို့ခြံထဲမှာစူညံပွက်လို့ရိုက်နေရောပဲကျပ်ပါကြီးကကြောက်လန့်တကြားပြေးပြီးအိမ်ဝိုင်းချင်းကရက်ကအကြီးကောင်းတို့အိမ်ခြံဝိုင်းထဲကိုရောက်သွားတယ်ဒီလောက်တောင်ဖြစ်လာတာရော့ဟဲဒီတဲ့ကျိဒေါသထွက်ပြီးပြစ်လိုက်တဲ့လေးကွပြစ်ချက်ကကျပ်ပါကြီးရဲ့လယ်ဘေးကိုကွက်တိမှန်တော့တယ်မတ်တေမေဝမ်းသာအားရဖြစ်သွားပြီးအကြီးကောင်းတို့ဝိုင်းထဲကိုပြေးဝင်ပြီးကျပ်ပါကြီးကိုကောက်ယူလိုက်တယ်အဲ့ဒီခါဟဲ့တင်မေညီကွယ်မင်းနဲ့စောစောကြီးဘလို့တွေဖြစ်လို့သူများအသက်ကိုတတ်နေရတာတော့ အရင်ကလေးကမတ်တင်မေကိုမိခင်လိုတမျိုးအမလိုတပွဲဆောင်းရှောက်ပေးတတ်တဲ့အကြီးကောင်းရဲ့စကား။"ဦးတော်ကိုကြဖကိုတတ်တာပဲ။တိုးကဘာလို့အချောင်လာပြောနေရတော့။တကယ်တော့အာအာရရ။အကြီးကောင်းကိုဒေါသမျက်ဝန်းနေနဲ့ကြည့်လို့ပေါက်ဆက်ဆက်ပြောလာတဲ့မတ်တင်မေ။ထင်မှမထားတာမို့အကြီးကောင်းခင်ဗျာရုပ်တရက်ကြီးဘာပြန်ပြောရမယ်မန်းတော့မသိဘူးဖြစ်သွားရင်မတ်တင်မေကတော့ပြောပြတာနဲ့ကြဖကြီးကိုချေရကင်ဆွဲလို့အကြီးကောင်းချောင်းဝိုင်းထဲကနေခြေလမ်းကျဲကြီးတွေနဲ့ထွက်သွားတော့တယ်။ ဟဲ့ဒီကောင်မလေးအရင်ဒီလိုမဟုတ်ပါဘူးအခုမှဘလို့ဖြစ်သွားရတာပါလေအာအတသိန်းနဲ့ကြံရင်ခဲ့ရင်ရေရွတ်လိုက်တဲ့အကြီးကောင်းရဲ့စကားကိုတော့မတ်တင်မီတယောက်ကြားမယ်မထင်မနဲ့စောစောစီးစီးတော်တော်ဒုက္ခပေးတဲ့အကောင်နင့်ကိုဟော့ဒီလိုဟော့ဒီလိုမိဖို့ထဲမှာမတ်တင်မီတယောက်ဒေါသတကြီးနဲ့မသိမရှင်ဖြစ်နေတဲ့ကျပ်ဖာကြီးကိုလဲလဲပြီးထပ်တန်းနေတာသူ့လက်ထဲမှာကျပ်ဖာကြီးကယုံရင်ကန်ရင်စိုက်ငယ်စိုက်ငယ်ဖြစ်လို့ဟွန်းတော်တော်အသက်ပြင်းတဲ့ကောင်နင်းနဲ့ငါတွေ့ကြသေးတာပေါ့ မတ်တင်မေဒီလောက်လောက်တာတော့မသိမရှင်ဖြစ်နေတဲ့ကျပါကြီးကိုအန်ကျိတ်ကျိန်သွားပြီးနောက်ချုပ်တက်ရဲ့လဲမျိုးစီတို့ကြိုက်ချလိုက်တော့တယ်ဒီတစ်ကျိန်တော့ကျပါကြီးမှမကြည့်မဆက်ရုံးကန်ရင်ငြိမ်ကြသွားပြီအာအရသာရှိလိုက်တာကျပါကြီးစီကလဲချောင်းသွေးတွေကပါဇက်သေးစိတ်ဝင်တာကိုအရသာကံမျိုးချရင်မတ်တင်မေစိတ်ကြည်နဲ့သွားရတယ်လို့ပဲဒါပေမဲ့အသားစားခြင်းစိတ်ကသူ့မှာရှိနေသေးတော့ကျပအသေးကြီးကိုရင်နှွေးပြောအမွေးနှုတ်လိုက်တယ် ပြီးတော့ရှင်ခွဲပြီးခုတ်ထစ်တုတ်ထစ်ဖို့ပြေကျိဘိုက်ထဲကကလီစာတချို့ကိုမြင်တော့ဒီတိုင်းစားကြံစိပောက်လာတာနဲ့အနှဲငယ်ယူစားမိလိုက်သေးတယ်။ညနေပိုင်းကိုလာတွေးမိသွေးဖုတ်ရာကနေပြန်လာချိန်ကျတော့မတ်တီမေချက်ထားတဲ့ကြက်သားဟင်းနှန်းကတအိမ်လုံးကိုမှွေးနေတော့တာပဲ။ကျက်ပါကြီးကိုတော့မတ်တီမေကခွေးဆွဲလို့သေတယ်ဆိုပြီးကိုလာထွေးကိုပြောလိုက်တာ။ဘလို့တင်မေစီမှာကိုဝင်ရှိနေပြီဟုတ်လား။ကိုလာတွေးအံဩစိမ့်နဲ့မယုံကြည်နိုင်သေးပဲထပ်မေးမိတာ။မတ်တီမေက ရှက်ပြိုးပြိုးကြီးခေါင်းကိုငိမ့်ပြတော့ကိုလာထွေးအတော်ကိုဝမ်းသာသွားရတယ်။ငါဘလို့ပြောရမှန်းတော့မသိတော့ဘူး။ဝမ်းသာလိုက်တာဟာကိုလာထွေးရဲ့စကားကြောင့်မတ်တင်မီကျင်းနဲ့ပြုံးပြုံးနေမိတယ်။လာအနှဲငယ်ကြလို့မတ်တင်မီရဲ့ကိုဝင်ရှင်းလာတဲ့အချိန်ကျတော့မိမငါမနေ့ကတော်ရဲယူသွားဖို့ဝယ်လာတဲ့အမဲသားကြောက်တွေရောမတည်ဦးလေတော့တော်ပဲသိမ်းထားတာမလားတကယ်တည်းကြောက်ကိုလာဆွဆွဲနေတယ်။မတ်တင်မီရဲ့အဖြေစကားကပေါက်ဆက်ဆက်ကိုလာထွေးတော်အံ့ဩမိရတယ်။ရခင်သူ့မိမကယခုလိုစကားပြောအထာနာမကောက်တဲ့ ရခုမူကဘာဖြစ်ဖြစ်ဒေါသကြီးလာတတ်ပြီးဆက်ဆက်တိမကန်ဖြစ်လာသလိုအေးကွာခွေးတွေဘာတွေများဝင်ဆွဲသလားမသိဘူးအေးဟိုဂယုတဆိုင်ကြည့်ထအောင်မိမကြီးကိုဝင်ရှင်ကြောင့်သွေးသားပြောင်းလဲတာဖြစ်မယ်လို့ကိုလာထွေးဖြေသိမ့်တွေတွေးမိတော့တယ်အဲ့ဒီနေ့ရောက်ကိုလာထွေးအလौစီကိုပြန်သာထွက်ခဲ့ရတယ်စိတ်ကအလိုလိုလေးလံထိုင်မိုင်းလို့ငါဘာဖြစ်နေရလဲမသိဘူးခုခုကိုတုံးတက်ကြည့်ပေမဲ့အဖြေရရှိမလားတွေးတော်ရင်ခြေလန်းနေရပါလေးလံလာတယ်တော်ပြီကွာနေရတာတမျိုးပဲအိမ်ကိုပဲပြန်တော့မယ် မနေ့မှပဲအလုပ်ကိုသွားတော့မယ်။ကိုလာထွေးရဲ့ခြေလန်းတွေကလာရလန်းစီကိုခရီးတိတ်မလန်းသေးတာမို့ခဏအတွင်းမှာပဲအိမ်စီတို့ပြန်ရောက်ခဲ့တယ်။ဟင်အတားမပေးမိပဲအိမ်ထဲဝင်ပြီးတဲ့ကိုလာထွေးစီကအာမေရိတ်သူတွေ့တဲ့မြင်ကွင်းကအံ့ဩပဲ။သူမိမမတ်တင်မေးရလေပျောက်သွားပြီဆိုတဲ့အမဲသားကြောက်တို့ကို အရှိချပြီးအစိမ့်လိုက်မင်းရင်ရှက်ရေးစားတော့နေလို့ကိုလာထွေးဘာလုပ်ရမယ်မသိမတ်တင်မေးကိုကြောင်ရမ်းနဲ့ငေးကြည့်နေမိတော့တာ။ အချိန်အတော်ကြာတော့ကိုလာထွေးချောင်းဟန်တက်ပေးမိတယ်။မတ်တင်မီတယောက်တုံလုံသွားတယ်။ပြီးတော့အမဲသားတို့ကိုကမန်းကရန်ဖွက်ပြီးအေးကိုကိုလာထွေးကိုလာထွေးကပြန်မဖြေဘူးအိမ်မော်ကိုသာတက်လာခဲ့တယ်။တော်အလုပ်ကိုမသွားဘူးလား။အင်းမတ်တင်မီကဟန်မပြတ်မေးပေမဲ့ကိုလာထွေးကတော့တိတိတသာဟန်အမူအရပြန်ရင်းလို့ကဲပါတော်ပင်မန်းလာလို့ဖြစ်မှာပါ။နာနာနေနေနေပေါ့။မတ်တင်မီကဒီလောက်ပဲပြောပြီးအိမ်ရောက်ကိုဆင်းသွားခဲ့တယ်။ကိုလာထွေးမှာတော့မယားဖြစ်သူရဲ့ကြောပင်ကိုကျင်း တောင်တောင်ဤအပြေမရှိအပြေမရှိတဲ့အတွေးတွေနဲ့အချိန်ကာလအနည်းငယ်ကြာချိန်မှာမတ်တင်မေရဲ့ဘိုက်ကတိတိတောက်တောက်ပူလာခဲ့ပြီတင်မေတို့များတော့အေးမောင်ရဲ့နာရီတော့ကထမင်းစားတာများဆိုပြီးဝတ်သားတွေကြီးကြုံစားလို့နာရီရှင်အောင်ညူညင်လာရဲ့ဟုတ်ပါတော့တကယ်တည်းပြောမပြောချင်ဘူးကျုပ်တို့ဆိုသူနဲ့တဝိုင်းနဲ့ထိုင်မိတာတော့မျက်နာတွေပူလွန်းလို့မတ်တင်မေငကူကတဲ့အစားတော့ကြမ်းတမ်းလာတယ်ဆိုတာကိုလေလူတိညားလာလေးတဲ့နို့ပေမဲ့စားတာစားတာ လူကတော့တဖြည်းဖြည်းပိန်လာတာများအယိုးပေါ်အရေးတင်နဲ့ကဲရဲ့ပြောဆိုသူတို့ပါဇက်ပေါက်မှာမတ်တင်မေတယောက်ရစရာမရှိလောက်အောင်ပဲ။ "तू ကကိုဝင်ကြီးနဲ့ဆိုတော့တရီသားအတွက်အာဟာရလိုလိုအစားတာဖြစ်မှာပေါ့။အေးလေ၊သူ့ယောက်ျားလှထွေးရလေမိသွေးသမားဆိုတော့မိသွေးမပေါ်သေးရင် तू စားချင်တာဘယ်လိုဝယ်ကျွေးနိုင်မှာမလဲ။စားတာတော့စားတာပေါ့။အခုကစားသလောက်ဝမလားပဲ။ပိန်ရင်းလာတာရဲ့။တေချာတာကတော့ဒီကောင်မှဖုတ်ဝင်နေတာပဲဖြစ်မယ်။တဖြည်းဖြည်းနဲ့တင်မေဖုတ်ဝင်နေတဲ့ဆိုတဲ့ရွာထဲမှာတရင်ကြီးလာတယ်။ ဘလို့ပဲပြောကြပါစေကိုလာထွင်းကတော့သူ့မိမကိုအမဲကြောက်ကိစ္စနဲ့တင်ကမကင်းဖြစ်ခဲ့ပေမဲ့အပြစ်တော့မမြင်သာခဲ့ဘူးတင်မင်းမင်းစားတာတောက်တာနဲ့ပတ်သက်ပြီးရုပ်ပြစင်ပြက်ဖြစ်လို့လို့ရွာထဲမှာပြောဆိုကုန်ကြပြီနင်းနေပါပါတော့တတိထားပါဦးမိမရေကိုလာထွင်းနားမကန်သာတော့လို့မတ်တင်မေကိုတတိပေးတဲ့အနေနဲ့ပြောပြီးတော့မတ်တင်မေကအိုတော့ရရဆဆကျုပ်ပစက်နဲ့ကျုပ်စားတာတော့သူတို့ပစက်နဲ့အငှားတက်ပြီးစားတာမဟုတ်ဘူးပြောချင်တဲ့ပါဆိုပြောကြစမ်းပါစေ။ဘိုက်ကြီးတယ်ပဲစားမှာပေါ့ ကျုပ်လိုဖိုက်ကြီးတဲ့စားတာအလှမစားရင်အလှရှင်အတွက်ပိုးလို့တောင်ဒါနမြောက်သေးတယ်။မတ်တင်မေရဲ့တုံ့ပြန်စကားကြောင့်ကိုလာထွေးခမညာဘာမှမပြောသားတက်ပြင်းကိုကိုချမိရင်ခေါင်းကိုသာခါရမ်းပြီးတော့တယ်။အလဲအင်းရွာအဖျားကလူချမ်းသာကိုသားစိန်တို့မိသားစုအလှငွေကြေးတက်နိုင်သူတွေမို့ဝတ်တန်ဒီချမ်းနဲ့ပဲဟင်းငချောက်ကြော်နဲ့ဧကန်ကျွေးမေးတော့စီကားတာမှချိန်ချိန်သေးပဲ။မတ်တင်မေကတော့အထုံးစံအတိုင်းအလှကိုရောက်နေပြီးဇပင်ဖားယာကြီးချလို့ထမင်းဝိုင်းတစ်ခုစီမှာ ူတယောက်တည်းအသားဟင်းနေနဲ့ဓမေကိုမင်းရေးရှက်ရေးစားတောင်းနေတယ်။ညီလေးဟိုမင်းမတွေ့လား။သူ့ဘိုက်ထက်ကလေးကလူမဟုတ်ဘူး။ဘလူးလေးကွ။ဟုတ်တယ်ကွ။ဒါခါတကရက်ခပဲ။အစားသိပ်ကျူးတယ်။အခုသူ့အမေရဲ့စိတ်တရားကိုလွှမ်းမိုးပြီးစားတောင်းနေတာ။ဒါကြောင့်အဲ့ဒီမင်းမပိန်နေတာပေါ့။အလူမန်းတဲရဲ့တောင်းတနေရစီမှာရက်နေကြတဲ့အမွာညီကိုနှစ်ယောက်စီကသူတို့ချင်းပြောနေကြတဲ့စကားတန်နေ။သူတို့ပြောနေကြတာတွေကိုနှစ်ဘေးစီကအကြီးကောင်ကအမတ်မတင်ကြားမိတော့ဟဲ့သားတို့ သူတပားကိုရင်နဲ့မအူးမချွတ်မပြောကောင်းဘူးနေစမ်းမအောင်သားတို့ကဘယ်ရလဲဘသူသားတွေလဲဖွားလေးကိုပြောစမ်းအမညီကိုနှစ်ယောက်ကအကြီးကောင်းကိုမသိပေမဲ့ရင်းရင်ကျေးကျေးနဲ့အယိုးကန်အတိုင်းပဲကျုပ်တို့ကအုတ်ကန်ရွာကဥပါတင်းနဲ့ဒေါ်မေစုံတို့ရဲ့သားတွေပါဟေးဒါဆိုဒိုးညီနောင်ဆိုတာသားတို့ပေါ့အကြီးကောင်းရဲ့အမေကိုအမွာနှစ်ယောက်ကခေါင်းငိမ်ပြတယ်အကြီးကောင်းပါဇက်အဟောင်းသားဖြစ်သွားတယ်ဒိုးညီနောင်ဆိုတဲ့ဒီကလေးတွေကလူထုဆန်းလေးတွေလို့သူတို့နယ်တကျော်မှာနာမည်ကြီးနေတယ် ကျုပ်တို့လည်းပြောတာမဟုတ်ဘူး။ဘွားလေးကအဲ့ဒီမိမကြီးဘိုက်တဲ့ကလေးကအစားသိပ်ကျူးတဲ့ဘလူးဆိုတာကျုပ်တို့မြင်နေရတာ။ဟုတ်တယ်ဘွားလေးရဲ့သူ့မိစားသမီးကိုအဲ့ဒီဘလူးကပြန်ပြီးစားတော့နေတာ။ခါတကရက်ခအစားသိပ်ကျူးတဲ့ဘလူးပဲ။သူ့အာတီသားကြောင့်သူ့အမေကအခုလိုရုပ်ပြက်ဆင်းပြက်အစားမတ်တလို့ဖြစ်နေရတာပေါ့။တကယ်လို့သူ့သားမွေးဖွားလာခဲ့ပြီဆိုရင်တော့ဘွားလေးတို့ရွာလုံးကြောက်အောင်သူ့စားလိုက်မယ်။အကြီးကောင်းအံ့ဩမိသွားရတယ်။ကဲပါအဖွားလေးမြင်တော့တားတို့ပြမယ်။ စိတ်မြန်တဲ့ဒိုးငယ်ကပျော်ပျော်ဆိုဆိုပဲအကြီးကောင်းရဲ့မျက်နှာရှိစီမှာလက်ကိုဝါတဒံကွင်းပြီးဂါရာတပုတ်ရွတ်ပြီးဝှေ့ရမ်းလိုက်တယ်။အလိုလေးတော့အကြီးကောင်းအတော်ကိုလမ်းပြန်သွားတယ်။တင်မေရဲ့အပေါ်မှာကျွဲတကောင်စာလောက်ရှိတဲ့အရေးမဲမဲကြီးကအုံမိုးထားပြီးတင်မေစားသမျှကအဲ့ဒီအရေးမဲမဲကြီးရဲ့ဗစက်ထဲကိုရောက်နေတာ။အင်းသားတို့ပြောတယ်လို့သားဆိုရင်တရွာလုံးဒုက္ခတွေရောက်ကုန်တော့မှာပဲ။ဒါဆိုဘယ်လိုလုပ်ကြရပါမလဲ။အကြီးကောင်းကသားသမီးလိုခင်မနေတဲ့တင်မေတို့အတွက်စိုးရင်တကြီးအပြော။ အမွားနှစ်ယောက်တည်းကအကြီးကောင်လေးရအခုနေတော့ဘာမှလုပ်လို့မရဘူးလုပ်ရင် သူ့အမေဖြစ်သူကိုထိခိုက်နိုင်တယ်ဘွားလေးရဲ့စိတ်တော့တိတ်မပူပါနဲ့သူ့မိဘတွေရဲ့ကြမှာသားတို့လာခဲ့မယ်သားတို့ကတင်မေးပိုက်တဲ့ဘလူးလေးကိုနှိမ်နေနိုင်တယ်ပေါ့ဟုတ်လားဟုတ်တယ်ဘွားရဲ့သားတို့လုပ်ပေးနိုင်တယ်ဒိုးငယ်ကပြောတော့ဒိုးကြီးကဒိုးငယ်ကိုလန်းလန်းတို့ပြီးဟာညီလေးဖြစ်ပါမလားဘာလို့ခရီးပေးလိုက်တာလဲငါတို့တကားမှကြုံဘူးတာလည်းမဟုတ်ဘဲနဲ့ပြီးတော့ဘာဘုံတို့သိရင်လဲခွင့်ပြုမှာမဟုတ်ဘူး အိုးအကူကလေငါတို့ကကောင်းတာလုံးမအောင်ဘာဘုံနဲ့ဘာဘာကပ္ပိယာကြီးကစူမာဆိုရင်အတိမပေးပဲလုံးမပေါ့မဖြစ်စရာတော့မရှိပါဘူးကွာငါတို့ကတာမန်ညောင်းကြမှမဟုတ်တာကျန်းကန်တွေကိုလည်းအတော်လိလာထားပြီးပြီငါတို့လုံးရင်ဖြစ်မှာပါဒိုးကြီးဘာမှမပြောတော့ဘူးဒိုးငယ်ရပဲဘာမှစိတ်မပူပါနဲ့ဘွားလေးရဲ့သူ့မွေးတဲ့နေ့ကျရင်ကျုပ်တို့လာခဲ့မှာပါဒိုးငယ်ကပိုင်ပိုင်နိုင်နိုင်ပဲပြောချလိုက်တာအကြီးကောင်းကတော့ဒိုးငယ်ရဲ့စကားကိုနားထောင်ရင်းတင်မိတ်ကိုတစ်ချက်လမ်းကြည့်ပြီး ခေါင်းကိုသာငြိမ်မိလိုက်တယ်။အလဲအင်းရနေပြန်လာတဲ့ချိန်မှာတော့ဒိုးညီနောင်တို့ဟာဘလူးကိုနှိမ်နှင်းဖို့အင်းနေမန္တန်နေကိုကြိုတင်စီစဉ်ကြပါတော့တယ်။တလားလောက်ပဲကြာမယ်။တနေ့မှာတော့မတ်တင်မေတယောက်ပိုင်နာပြီးမိဖွားဖို့ဖြစ်လာရော။မနက်ကလေးကနာလိုက်တဲ့ပိုက်ကြောင့်မတ်တင်မေရဒေါသတကြီးနဲ့ကိုမြင်မြင်တမျှကိုပတ်ရန်နေတော့တာ။ပြီးတော့မိဖွားကန်နီကိုအမဲသားစားကျင်လို့ဆိုပြီးကိုလာထွေးစီက အတင်းတောင်းနေသေးတာ။သူတို့နယ်မှာအမဲသားကပေါ်တော့ပေါ်ခိုက်ပဲကြတာဆိုတော့ကိုလာထွေးကများဝဲမကြွေးတတ်ဘူး။ ဒီတော့မတင်မီကဒေါသတကြီးကလော်တုတ်တာများဘေးပဝင်ခြင်းရမကြဝမနာသာတင်မီရဲ့မိဘလူစဲစဲဘာလို့ငါ့ကိုဆဲဆူနေရတာလဲဟာငါလဲနင်းဖြစ်ချင်တာကိုလှုပ်ပေးနေတာပဲလေအိုတော်ဆဲမှာပဲမဆဲစေချင်ကြုံစားချင်တာတော်ရအောင်လှုပ်ပေးအမဲသားရမှမရတာတင်မီရငါကြေးတော်ကအမဲတိုင်းထီထောင်ရောက်ပြီးပြီဒီနေ့နွားဝယ်မရလို့အမဲမပေါ်ပြဘူးတဲ့ဟာမတည်ဦးတော်ကြုတ်စားချင်တာမရရင်တော့တော့အသားကိုပဲစားမှာဟာကိုလာထွေးအတော်ကိုထိတ်လန့်သွားရတယ မတ်တင်မေပြောပုံကမျက်ထောင်နီနီတရေတများများနဲ့တကယ်ကိုစားတော့မဲ့ပုံကြီးနေအဒီနေ့ကိုလာထွေးခမားတနေကုန်ပဲမတ်တင်မေနဲ့လွတ်အောင်ရှောင်းတင်းနေရတော့တယ်ညနေဆောင်လာတော့မတ်တင်မေဘိုက်ကတအားနာလာတော့တာမို့ရွာလက်သေးကိုခေါ်ပြီးမွေးဖို့လိုရတော့တယ်ဒါပေမဲ့လည်းကလေးသာမွေးတော့မယ်တင်မေပါဇက်ကကိုလာထွေးကိုသူစားချင်တာမစားရလို့ကျင်းဝါးတဲ့အတန်ကတော့ဆဲမသွားဖွားလေးရေဖွားလေးဝိုင်းထဲကိုဝင်လာရင်ဒူးလေးရအော်တာ အကြီးကောင်တယောက်ထွက်ကြည့်လာတော့ဒိုးညီနောင်တို့ကိုမြင်လိုက်ရလို့အံ့ဩလို့ပေါ့ဒိုးကြီးနဲ့ဒိုးငယ်သားတို့မောင်းနှောင်မောင်းနေပြီဘယ်ရဘလို့တကယ်တော့မတ်တင်မေမွေးမရကြဒိုးကြီးနဲ့ဒိုးငယ်တို့လာခဲ့မယ်ပြောတာကိုအကြီးကောင်ကမေးနေတာကျုပ်တို့လာတာအလူတုံးကကိစ္စကြောင့်လေဘွားလေးရဲ့ဒီမှာကျုပ်တို့အဖလည်းပါတယ်ဟုတ်ပြီဟုတ်ပြီဘွားလေးမေးတာမေးတာကင်းလာကြလာကြအကြီးကောင်ကဒိုးညီနောင်တို့အားလုံးကိုအိမ်ပေါ်ခေါ်ပြီးနေရာထိုင်ခင်းပေးတယ်ဥပါတိတ်ခမရတော့အခုထိဘာကြောင့်အလေအင်းရွာစီကို သားတွေကလိုက်ဖို့ခိုင်းနေဆိုတာမသိသေးဘူး။ဘွားလေးကျုပ်တို့ဖျားဝေးပြုတ်အောင်မယ်။ဟိုဘက်အိမ်ကကာရဲကရှင်ရောက်လာရင်အကျိုးအကြောင်းအရင်ပြောပြထားပေးပါ။တို့ကြီးကပြောတော့ပြီးတော့ညီကိုနှစ်ယောက်အကြီးကောင်းအိမ်ကဖျားကြောင်းဆောင်စီမှာစီမီနဲ့ရေချမ်းတွေကတ်လူလို့သူတို့မှပါလာတဲ့အမွေးနဲ့သားတိုင်းလေးပူဇော်ပြီးဝေးပြုကြတော့တယ်။အချိန်ကတဖြည်းဖြည်းမှောင်လာခဲ့ပြီ။အကြီးကောင်းအကြီးကောင်းအော်ဧည့်သည်တွေရောက်နေရပဲအင်းရှိစီကတကြောကြောခေါ်ရင်းခေါင်းကုတ်ဖင်ကုန်းနဲ့ရောက်လာတဲ့ကိုလာထွေး အကြီးကောင်းလဲပြပြတလဲပဲကိုလာထွေးကိုဆင်းခေါ်လိုက်ပြီးအကျိုးအကြောင်းပြောပြတော့တယ်။အကြီးကောင်းရဲ့စကားတွေကြောင့်ကိုလာထွေးတယောက်မယုံနိုင်စရာမျက်ဝန်းနေနဲ့။အကြီးဖြစ်နိုင်မမလားဗျာ။ကိုလာထွေးရဲ့စကားတော့မဆုံးသေးသူ့အိမ်ဘက်စီကအမလေးကဲကြပါဦး။ဘလူးဘလူးလေးတင်းမေဘလူးလေးမွေးလာလို့အော်တန်ကြောင့်ကိုလာထွေးသူ့အိမ်ကိုအသေးအတန်ပြေးမိတော့တယ်။အိမ်ထဲရောက်တော့လက်သေးကြီးတွန်းထားတဲ့အောက်လင်းတံပြီးအယောင်နဲ့မိနေကန်အတွင်မှာမြင်လိုက်ရတဲ့မြင်ကွင်းက သွေးအလိမ့်လိမ့်ပေကျန်နေတဲ့မွေးကင်းစကလေးငယ်ကဆက်ဆန်ကြီးဖြစ်နေတဲ့တင်မေးရဲ့နှပေးမှာငုတ်တုတ်ထိုင်ပြီးသူ့အချင်းကိုသူပြန်စားနေတာရဲ့ဘလူးလေးရောက်ကိုလာတွေ့ကိုမြင်တော့သူ့ပါဇက်ကိုဟပြီးမှန်ပြီးတော့တာကြောင်းမက်ဖွယ်ရပါပဲပါဇက်ကတာမန်တဲ့အစမတန်ကြီးနေတယ်လို့အထေရအစွဲတွေပေါက်နေတာလဲအာကောင်ထီပဲချက်ချင်းမဲကိုလာထွေးအိမ်စီကိုချက်ချင်းမဲကိုလာထွေးအိမ်စီကိုလူတွေစုပြုံပြီးရောက်လာကြတယ်လူတွေမြင်တော့ဘလူးလေးကမန်ဖီပြီးထခုံတာလူတရက်ကြော်ကြော်ပဲ အကူလာထွေးနဲ့အကားမောင်းတန်ယောက်ျား၃ယောက်လောက်နေခဲ့ပြီးခြံထဲသူတွေဝေးရစီသွားနေပေးကြမှာဒိုးကြီးကမြစ်တရက်ခံစကားပြောတာတော်တော်များများကအထိတ်တလန့်ဖြစ်ပြီးအိမ်ပြန်ထွက်ကြတယ်။ဥပါတင်ကိုလာထွေးနဲ့အကားမောင်းတန်ယောက်ျားတချို့ပဲကြံရိတ်ခဲ့တော်တယ်။အကူမင်းစီကဆမအချုပ်အင်းကိုထုတ်တော့ဒိုးငယ်ကစိတ်ထက်သူပြီးပြီးအစောတလင်းပြောတာဒိုးကြီးကချက်ချင်းပဲသူ့လွယ်ထဲကတင်ဝင်တပိတ်ကွဲစီမှာရေးဆွဲထားတဲ့နှိုးထားပြီးသားအချုပ်အင်းကိုထုတ်လိုက်ပြီး ခုံဆွားမှန်ပြီနေတဲ့ဘလူးလေးကိုဥတီပြီးရစ်ချီလိုက်တယ်။ခုံဆွားနေတဲ့ဘလူးလေးကိုတစုံတရာကခြုံနှောင်လိုက်သလိုဖြစ်ပြီးမချီမဆန့်အော်ဟေးရင်ကျမ်းမြင်စီကိုပြုတ်ကျသွားတယ်။သူ့ကိုချုပ်တာတော့အမေဖြစ်သူကိုအမြန်ဆွဲထုတ်ကြ။ကိုလာထွေးအပါဝင်အာကောင်မောင်းတန်ယောက်ျားတို့တတိလင်းနေတဲ့မတ်တင်မေကိုအမြန်ဆွဲထုတ်ကြတယ်။မတ်တင်မေအပြင်ကိုရောက်တာနဲ့ဒုံညီနောင်ကအခန်းကိုစီးချလိုက်ပြီးအားလုံးပဲအကြီးကောင်းတို့ခြံဘက်ကိုသွားနေပေးကြပါလူအလုံးကိုလာထွေးခြံထဲကနေထွက်သွားကုန်ကြပြီ။ကဲအကို မင်းသူ့ကိုချုပ်မြဲတိုင်းချုပ်တာပဲငါသူ့ကိုနှစ်ထုပ်ဖို့အင်းရိုက်လိုက်တာနဲ့မင်းကအချုပ်အင်းကိုဖြီးလိုက်တော့ဒူးငင်ကပြောပြတာနဲ့သူ့ရဲ့ဘယ်ဘက်လက်ဘဝမှာတခုသောဒေဝအင်းကိုရေးဆွဲကအင်းအသက်သွင်းပြီးအချုပ်ခံထားရတဲ့ခါတကရခကလေးငယ်ရဲ့နှစ်ဘူးကိုလှမ်းရိုက်လိုက်တော့နဲ့ဒူးငင်ရိုက်တာနဲ့ဒိုးကြီးကအချုပ်အင်းကိုဖြီးလိုက်တာနဲ့ကတစ်ချိန်နဲ့ခြေလောင်နဲ့အတန်နဲ့အတူတအိမ်လုံးတိမ့်တိမ့်တုံသွားခဲ့တယ်ကလေးငယ်ကပြော့ခွေကြသွားပြီးအရင်မဲကြီးတခုကအကန်းထဲမှာပေါ်လာတယ် အဲ့ဒီချိန်မှာတော့ဒိုးငယ်ရောဒိုးကြီးပါဂေါတမရက္ခမန္တန်ကိုအာနာဇက်ပြင်းပြင်းနဲ့ရုတ်ဖတ်တော်တယ်မန္တန်ကိုစရွတ်လိုက်တာနဲ့ဒိုးညီနောင်တို့ရဲ့အနောက်မှာတန်ရက်ကင်နဲ့ရွှေရောင်ရက္ခကြီးကပေါ်လာခဲ့တယ်အာအရှင်တန်လျက်နဲ့မခုတ်ပါနဲ့ကျွန်တော်ကြောက်ကြောက်ပါပြီအရင်မဲမဲကြီးကရွှေရောင်ရက္ခကြီးကိုမြင်တော့ဒူးတွေညှုတ်ခွေကျသွားပြီးအထိတ်တလန့်အော်တော့တာခါရကရက္ခတင်လူပုံမှာဘာမှမသက်ဆိုင်ဘူးတင့်ထာနေကိုကောင်းကောင်းမွန်မွန်နဲ့တင်ပြန်နေပါနေနေနေပါမယ် ဒိုးငယ်နဲ့ကာတကရကတို့ပြောနေကြတဲ့စကားဒိုးကြီးကကောင်းပြီလေတင့်ကလေးကိုတင်တီမယ်လို့ယုံကြည်မိတာမို့ကျုပ်တို့ညီနောင်တင့်ကိုလှုပ်ပေးလိုက်မယ်ဒိုးညီနောင်ကခေါရမရကမန်တန်တော်ကိုပြန်ဖြီးလိုက်တယ်အဲ့ဒီခဏမှာပဲအရေးမဲကြီးကအခန်းထိုင်ရန်ကိုဖောက်ထွက်လို့ထွက်ပြေးသွားတော့တာပဲအဲ့ဒီနောက်ပိုင်းမှာတော့ဒိုးညီနောင်ကအချားပယောကတွေဝင်လာကြမှာဆိုတဲ့အတွက်ကလေးငယ်အလောင်းကိုလေးပိုင်းပိုင်းပြီးအချုပ်အနောင်အစီမံနဲ့နေရာခွဲပြီးမြုံနှံစေခဲ့တယ် တတိလင်းနေတဲ့မတ်တင်မေကိုလည်းအင်းဆက်ကူတရွက်ကိုပြာချရေးပြောပြီးတိုက်ကြွေးခဲ့တယ်။အဲ့ဒါကိုတောက်ပြီးချိန်မှာတော့မတ်တင်မေရဲ့ကိုရင်းကနန်းစော်ပြီးမဲပုတ်နေတဲ့အညစ်အကြေးအရေးတွေကြာလာတော့တယ်။ဒီကိစ္စကိုဖြေရှင်းပြီးကျောင်းကိုပြန်ရောက်ချိန်မှာတော့ဒိုးညီနောင်တို့ကဘာဖုံးနဲ့ကပ္ပယာကြီးတို့စီမခွေမတောင်းပဲလှုပ်ဆောင်ခဲ့မှုအတွက်အပြစ်ပေးခံကြရတော့တယ်။ပြိတ္တများရှင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အစောတိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။